hello h h h on ရဲ့တို့တွေအတွက်ဒီနေ့တော့ h နဲ့ပတ်သက်တဲ့ reading လေးလုပ်ပေးမယ်ပေါ့နော်မင်းတို့ရဲ့ old flame ဒီအချက်ဟောင်းရဲ့လက်ရှိ current situation ပေါ့နော်လက်ရှိအခြေအနေဘယ်လိုဖြစ်နေလဲတစ်ချက်ကြည့်အောင်ဆက်ဆူကြမယ်ပေါ့နော် you are h ရဲ့ current situation မှာဆိုတော့ college reading နဲ့ဖြစ်မယ်ဆိုတော့ကိုယ့်ရဲ့ color တည်းရဲ့ current energy လေးကိုနည်းငယ်ကြည့်ပြီးမယ်။နည်းနည်းလေးပဲခိုင်းလို့အရှိန်မပြောပေးဘူးနော်။ Okay, the Empress. ကိုရဲ့ color တည်းကတော့ picture message ကိုပဲကြည့်လိုက်ကိုဘာမှအများကြီးမပြောနေတော့ဘူး။ Oh, contract level ကအမြင့်ကြီးမှဖြစ်နေပြီရော။ The Empress ကပြည့်စုံနေတယ်။အဆင်ပြေနေတယ်။ အရာရာမှာဦးစီးဦးဆောင်လုပ်နေပြီးတော့လက်ရှိအချိန်ဒီမှာကောင်းမွန်နေရဆိုတာမျိုး The Empress and the Star Major ကတ်တီတင်းမှာမှာအကောင်းဆုံးကတ်တီကိုပဲကြားတယ်ဆိုတော့ကိုယ့်ရဲ့ collective တွေရဲ့လက်ရှိအချိန်ကအာစင်ပေါ်ကဖြစ်နေရပေါ့နော်အစဉ်ပြေနေတယ်အာ အောင်မြင်နေတယ်ဒက်စတာရဲ့ energy အရာမျောလင့်ချက်အပြည့်နဲ့ဘဝမှာရှင်သန်နေတယ်ဆိုတဲ့အချိန်ကြီးပေါ့နော် major change အကောင်းမွန်ဆုံးအပြောင်းလဲကြီးကြီးမားမားတစ်ခုအဲတိတ်မကြသေးခင်ကကြုံထားရတာမျိုးရှိမယ်ကိုယ့်ရဲ့ collective တွေရှိမှာအာလက်ရှိမှာဆိုရင်ကိုယ်တိုင်က နေရာတစ်ခုကိုជីជីမောင်မောင်ရာလူជីជីမောင်မောင်တော့၎င်းစီးပွားရေးជីជីမောင်မောင်ကိုအဆင်ပြေသွားတာတော့၎င်းနေရာជីជីမောင်မောင်တစ်ခုကိုရောက်နေပြီးတော့ဟိုဘယ်လိုပြောရမလဲတစ်တပင်ကောင်းတော့ငှက်တက်တောင်းနားနိုင်နေဆိုတလူမျိုးပဲအာကိုပံဝင်ချင်းကသူတွေကိုပါဖေးမှပြီးတော့ပံ့ပိုးပေးနိုင်တဲ့အနေအထားကိုရောက်နေပြီးတော့လှုပ်လိုက်သမျှကလည်းအဆင်ပြေနေရမျိုးပေါ့နော်ဒီအချိန်မှာမင်းပါပဲလှုပ်လို့အဆင်ပြေပြီးတော့အောင်မြင်နေတာတစ္တာရဲ့ energy နဲ့အာ new chapter ပေါ့နော်ဟိုဘဝအသက်စထားတာမျိုး အလုတ်အသစ်စထားတာမျိုးကိုယ့်ရဲ့အတွေးအခေါ်တွေကိုအသစ်အနေနဲ့စတင်ပြီးတော့ရှင်သန်နေတာမျိုးဘာပဲပြောပြောလုံးဝလက်ရှိကိုကောင်းနေတာကွာရန်ကိုကောင်းနေတာအာ what came through ပေါ့နော်ဟိုးအရင်အကြကြီးကလေးကမက်ခဲ့ရတဲ့အိမ်မက်တွေအဲစူးစမ်းခဲ့ရတဲ့ပန်းတိုင်ကိုဒီအချိန်မှာရောက်သွားပြီ အစင်ပြေပြီးတော့ပြည့်စုံနေပြီကုံလုံးနေပြီဆိုတဲ့သူတွေဆိုတော့ဒီ ace ကလက်ရှိမှာဘလို့အခြေအနေရှိနေလဲသိကျင်လဲဆိုပြီးတော့ဝင်ကြည့်ရလဲရန်လွမ်းလို့တော့ဟုတ်မနေဘူးဆိုတာမျိုးမြင်ရတယ်ပေါ့နော်ဒီတိုင်းပဲသိကျင်ကိုတတ်တတ်ပဲဆိုတာမျိုးဒီအခြေအနေမှာလက်ရှိရှိနေတဲ့သူမဟုတ်ဘူးဆိုရင်ဒီ reading ကမင်းတို့အတွက်မဟုတ်ဘူးတော့စမှာအသေးတွေကွဲပြီးတော့လဲပြဲနေတယ်လဲကွဲနေတယ်အာစင်မပြေဘူးပါကမှဆိုရင်ဒါမင်းတို့အတွက်မဟုတ်ဘူးစက်မကြည့်နဲ့နော်ဟုတ်ပြီဆိုတော့ မင်းတို့ကိုထားထားတဲ့ AC ရဲ့လက်ရှိ current situation ကိုကြည့်ရအောင် college တည်းရဲ့ AC ရဲ့ all plane ရဲ့လက်ရှိခြေနေကဘာလို့ဖြစ်နေလဲပြောပြပေးပါရှင်ဒီဒီ color လေးမှာလဲအနံ့ပါကိုကြိုက်တယ် Okay, Asia sauce သူ့ဘက်မှာလည်းတခုခုကိုစတင်ထားတာမျိုးတွေ့ရတယ်။ Asia sauce, Truro sauce, โอเคမင်းတို့ရဲ့တစ်ဖက်သူက air sign နေ page of pentacle arc sign နေ judgment ဖြစ်ဖို့ညားတယ်ပေါ့နော် the emperor the empress and the emperor page of the deck က the emperor နှစ်ယောက်လုံးကအတူတူရှိနေခဲ့စဉ်ကာလတုန်းကလည်းအဲနင်ပါလဲငါပါလဲပေါ့နော်ဟိုတယုတရတွေ romantic feeling တွေပေးပြီးချစ်ခဲ့ကြတာမျိုးမဟုတ်ဘဲနဲ့အဲအပြိုင်အဆိုင်ပေါ့နော်မြင်းပြိုင်နှစ်ချောင်းလိုမျိုး ပြိုင်ဆိုင်နေတဲ့ situation တစ်ခုတည်းမှာ relation တစ်ခုတည်းမှာရှိခဲ့တာမျိုးဖြစ်လိမ့်မယ်ကိုယ့်ရဲ့ collective တွေကလည်း empress ရဲ့ energy နဲ့ nurturing energy တစ်ဖက်မှာရှိတယ်ဆိုတော့ညာလဲငါ့ကိုလာမကြောနဲ့ဆိုတာမျိုးပေါ့နော်ဟို railway မှာတချို့တခြား railway မှာ the empress က nurturing energy ကိုပေးတယ်ပြုစုတယ်ယူရတယ်ပြိုးထောင်တယ်ကို့မှာရှိတဲ့များအားအားကိုပုံအောင်ပြီးတော့တစ်ဖက်သူကိုချစ်ပေးတယ်ဆိုတော့ message ကိုပေးတာဒါပေမဲ့ဒီဒီ whisper of time မှာကြတော့ဒီ emperor empress ရဲ့မျက်နှာကိုကြည့်လိုက် အာငါဘက်ကပေးနိုင်တယ်လို့ပေးမယ်ဒါပေမဲ့စီးရှိရယ်နင်ကန်တက်မလာနဲ့ဆိုတော့နည်းနည်းလေး stalk ဖြစ်တဲ့ message ပေါ့နော်ဆိုတော့ငါကနင်းကိုချစ်ပေးမယ်ငါမှရှိသမျှကိုလည်းပေးနိုင်တဲ့အဲ level တစ်ခုပေးနိုင်တဲ့အကန့်တစ်ခုအထိပေးမယ်အဲ့ချက်ပို့ပြီးမတောင်းနဲ့ဆိုတာမျိုးစီးချထားတဲ့စီးပေါ့နော် boundary ကိုတိချလေးဂယူဆိုင်တဲ့ empress မျိုးကိုယ့်ရဲ့ collateral တွေက အဲတဖက်သူကကြတော့လေခေါင်းမပြီးတော့ချဲလဲခြင်းတာပေါ့နော်မင်းတို့ရဲ့ ace ကခေါင်းမပြီးတော့ချဲလဲခြင်းနဲ့ control လုပ်ခြင်းနဲ့ influence လုပ်ခြင်းနဲ့အဲကိုယ့်ရဲ့ collective တွေကို မျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်ပေါ့နော်မင်းငါပြောတဲ့အတိုင်းပဲနေရမယ်ငါကြိုးဆွဲသလိုပဲကရမယ်ငါထားသလိုပဲနေရမယ်ငါ့ကိုလာပြီးတော့နှိနှိုင်းဖို့မစူးစားနဲ့မဟုတ်လေငါနင်းကောင်းဖို့အတွက်လှုပ်ပေးနေရပဲလေဆိုတော့သူဒီဘက်ကလည်းခေါင်းမာပြီးတော့မန်ပါပြီးတော့အာနာရှင်ဆန်နေဆိုတဲ့အချိန်မှာနှစ်ယောက်သားကကွဲခဲ့ပြဲခဲ့ကြတာမျိုးဖြစ်နေမယ်ပေါ့နော်ဒီ relationship က the end ဖြစ်သွားတာမျိုးဒါကြောင့်လည်းအခုကိုယ့်ရဲ့ collective တွေကလက်ရှိမှာ ဒီ ace ကဘယ်လိုအခြေအနေရှိနေလဲဆိုပြီးဆက်ဆက်ဆူဆူလေးသိကျင်နေရမျိုးကိုတွေ့ရတယ်။ဆိုတော့သူတို့ဘယ်လိုအခြေအနေရှိနေလဲဆိုတော့သူတို့ကလည်းမင်းလိုပါပဲအဆင်မပြေဘူးဆိုရင်တော့မှပဲအဲ့ဒီအဆင်မပြေဘူးဓာတ်ထဲမှာနေဝင်နေမဲ့သူတွေမဟုတ်ဘူး။ Asia source ရဲ့ energy နဲ့အတစ်တစ်ခုခုသူ့ဘဝထဲမှာလည်းစတင်ထားတာမျိုးကိုတွေ့ရတယ်။စီးပွားတဲ့အလုပ်တဲ့ဖြစ်ဖို့များတယ်ပေါ့နော် relationship အတစ်ဖြစ်ဖို့ကတော့ရာခိုင်နှုန်းအရန်နေဆိုတော့ဒီ Asia source ကတစ်ချက်ကြည့်ကြည့်ရအောင်နော်။သူ့မှာလည်း စီးပွားအသစ်အလုံးအစ်ဒီအတွေးခေါ်အသစ်တွေနဲ့ဘဝကိုအသစ်ပြန်စနေတယ်သို့တော်လည်းပဲအဲ့ဒီလိုမျိုးအဆုံးဖြတ်ချက်ပြပြသားသားခြာရင်းနဲ့ဘဝကိုအသစ်စတင်နေဆိုတော့ညာလေကိုယ့်ရဲ့ collective တွေရဲ့တစ်ဖက်သူ h ကငကိုကလေးကို overthinking ဖြစ်တတ်တဲ့သူမျိုးဖြစ်လိမ့်မယ်အတွေးတွေလွန်တာပေါ့နော်အတွေးတွေလွန်ပြီးတော့ဟိုစိုးရင်ပူပန်မှုတွေများပြီးတော့ကြောက်တတ်တဲ့သူမျိုးနောက်တစ်ခုကအာဘလောက်ပဲ emperor energy ဖြစ်နေပါစေမှုသွင်းထားပါစေတကယ်သူ့ရဲ့တကယ်ဟိုအရင်တည်းကပင်ကိုဗီဇာကစိုးရင်ကြောင်းကြစိတ်များပြီးတော့ကြောက်တတ်တဲ့သူဒါကြောင့်မို့လို့သူကမင်းဘေးသားမှာရှိနေတယ်ဆိုရင်လုံခြုံတဲ့ခံစားချက်ကိုလည်းရတယ်ဒါပေမဲ့လည်းအောက်ကလည်းနေသေးမှားလဲဆိုသေးဆိုသေးဟိုတကက်ပုံလိုမျိုးပဲသူကမင်းကိုနှိခိုနေရတာမင်းရှိမှသူကအဆင်ပြေမယ်ဆိုတာကိုလည်းမပြောပြခြင်းဘူးဒါကြောင့်မို့လို့ emperor ရဲ့မှုသွင်းထားပြီးတော့မင်းကိုလွှမ်းမှုကိုစူးစမ်းတာပေါ့နော်တကယ်သူ့ရဲ့ပုံစံအမှန်က true source ရဲ့ energy နဲ့အမြဲတမ်းမပြတ်မသားဖြစ်နေတာ ဘာတစ်ခုရွေးချယ်လို့ရွေးချယ်ရမယ်မသိဘူးဥပမာမင်းတို့ကြားထဲမှာ third party saturation တွေပါလာလို့မင်းနဲ့နောက်ထပ်အမျိုးသမီးနှစ်ယောက်တည်းကတယောက်ကိုရွေးချယ်ရမယ်ဆိုတော့အဲကိစ္စတွေဖြစ်လာခဲ့တဲ့အချိန်မှတောင်မှပဲ तू ကဘသူ့ကိုရွေးလို့ရွေးရမယ်မသိဘူးဘသူကသူ့အတွက်အကောင်းဆုံးလဲဘသူ့ကိုအချစ်ဆုံးလဲ तू ကိုယ်တိုင်မသိနေဘူး तू အဲ့လိုမျိုးဆုံးဖြတ်ချက်တစ်ခုခုချတော့မယ်ဆိုရင်ငြင်းရန်ပတ်ပြီးပြီးတော့ရှောင်ပြေးနေတတ်တဲ့သူမျိုးပေါ့နော် ထူရဆော့ဒီအန်နဂျီနဲ့ဒါပေမဲ့အခုလက်ရှိမှာကတော့သူကအသက်ဆထားတယ် over thinking ကနေ clear thinking ကိုဖြစ်ဖို့အတွက်စူးစမ်းပြီးတော့တိဆောက်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ် age of source and page of panty ကအရာသူအလုံးအသက်ဆတာဖြစ်ဖို့များတယ် လောက်အသစ်စထားတယ်ပတ်ဝန်းကျင်အသစ်ကိုရောက်နေတာမျိုးတွေဖြစ်နိုင်တယ်။အခုတော့ခြုံငုံပြီးပြောရရင်ပေါ့နော်တချို့အတွဲတွေဆိုပြတ်တာမကြသေးတဲ့သူတွေပါမယ်။ဆိုတော့တစ်ဖက်ဒီတစ်ဖက် ace ကပေါ့နော်အမျိုးသားပဲဖြစ်ပါစေအမျိုးသမီးပဲဖြစ်ပါစေသူတို့ရဲ့ mental clarity အာဖြစ်လာဖို့အတွက်ဒီဆုံးဖြတ်ချက်မချနိုင်တဲ့ဝေဝါးနေတဲ့အခြေအနေကနေရုံထွက်ဖို့အတွက်လက်ရှိမှာစ조사နေတဲ့ကာလဆိုတာကိုတွေ့ရတယ်ပေါ့နော်။ဟိုဘာကမှားခဲ့လဲ။ဘယ်လူနေရာတွေကလွဲခဲ့လဲ။အမှန်တရားကဘာလဲ။ဒီလိုမျိုးရှာဖွေရင်းနဲ့ ဘဝကိုပြန်ပြီးတော့အစာပြုတ်ကိုစူးစမ်းနေရဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ ဖိတ်ချော်ဖန်တီကဲအရာတော့ပေါ့နော် new beginning သူ့မှာ new beginning ခုစထားတယ်အဲ့ဒီအဲ့ဒီအသက်စတင်ခြင်းက learning ပေါ့နော်ဟိုဘာသာစကားအသက်ခုခုသင်တာမျိုးပညာရေးအသက်ခုခုသင်တာမျိုးခုခုကို focus ထားပြီးတော့ grounding energy ရဖို့အတွက်သူစူးစမ်းနေရမျိုးတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ငဘော visa အရာပင်ကိုဇရာအရာအတွေးတွေပြန်လွင်ပြီးတော့အတွေးတွေများပြီးတော့ဘာမှဟိုမဆုံးဖြတ်နိုင်မယ်နဲ့ဆုံးဖြတ်ချက်မပြတ်သားတဲ့သူမျိုးဒါကိုသူ့ကိုယ်သူပြန်တည်သွားပြီးတော့သူကလက်ရှိမှာအဲ့လိုမျိုးဒီဝေဝါတတ်တဲ့ energy တွေကနေယုံထွက်ပြီးတော့ grounding energy ြီးအခြေခံပြီးတော့တည်ငြိမ်တဲ့ energy ကိုတည်ဆောက်ဖို့အတွက်သူစူးစမ်းနေရမျိုးကိုတွေ့ရတယ်။တစ်ခုခုကိုအဲ starting something new ပေါ့နော်။အတစ်ခုခုကိုစတင်နေရဘာပဲဖြစ်နေနေရပြီ။အဲ့ဒီဟာပေါ်မှာသူတေချာကြီးကိုအာယုံစိုက်ထားပြီးတော့သူ့ရဲ့ personal growth အတွက်စူးစမ်းနေရမျိုးကိုတွေ့ရတယ်။ဆိုတော့လက်ရှိ current energy တွေရပါတော့မင်းကိုလွမ်းနေတယ် judgment energy ရာမင်းကိုလွမ်းနေတယ်မင်းနဲ့ပြန်ပြီးပတ်သက်ချင်တယ်သို့တော်လည်းပဲလာပြီးဆက်သွယ်မှာတော့မဟုတ်ဘူးပေါ့နော်သူ့မှာလည်းအဲသူ့ရဲ့အတ္တလေးနဲ့မာနလေးသာရှိနေသေးတာကိုမင်းနဲ့ပတ်သက်ပြီးတော့မင်းနဲ့မင်းနဲ့ပတ်သက်ပြီးတော့ဆိုတာအထက်မင်းနဲ့သူနဲ့ဂျာရဲက relationship နဲ့ပတ်သက်ပြီးတော့ဒီရဲ့ဘိုင်းမှာသူ့အနေနဲ့တိလာမြင်လာတာတွေကအများကြီးရှိတယ်အာအမှန်တရားတွေရောအမှားတွေရောနှစ်ယောက်သားကြားမှာရှိနေတဲ့လွဲချော်မှုတွေရောဥပမာ तू ကခွင့်လွှတ်ပေးရမယ့်အရာတွေ तू ကတောင်းပန်ရမယ့်အရာတွေနှစ်ယောက်သားကြားထဲမှာအများကြီးရှိနေတာကို तू ခြားတွေ့သွားပြီဒါကြောင့်မို့လို့မင်းเจ้า ေကိုဒီရက်ပိုင်းမှာသူအများကြီးတွေးပြနေတယ်အဓိကကတော့အဆင်မပြေမှုတွေကြုံရကြုံရအတိုင်းမှာမင်းကအနောက်ကနေဖေးမခဲ့တာတွေနောက်ကနေပံ့ပိုးခဲ့တာတွေကိုယ့်ရဲ့ collective တွေက အော်တော့တခုရှိရဲဆိုတာမျိုးတွေ့ရတယ်ပေါ့နော်မျိုးသားပဲဖြစ်ပါစေမျိုးသမီးပဲဖြစ်ပါစေမင်းတို့ကိုမြင်လိုက်တာနဲ့မင်းတို့အနားမှာရှိနေတာနဲ့နှွေးထွေးပြီးတော့လုံခြုံနေဆိုတဲ့စိတ်ခံစားချက်မျိုးရတာပေါ့နော်နောက်တစ်ခုကဘဝမှာသူကမပြတ်မသားအမြဲတမ်းဖြစ်တတ်တဲ့သူဆိုရင်မင်းရှိနေတဲ့အတွက်ပိုပြီးမပြတ်မသားဖြစ်နေတာမျိုးပေါ့နော်ဘာကြောင့်လဲဆိုတော့မင်းရှိနေတယ်မင်းကသူ့အစာအရာရာကိုဆုံးဖြတ်ပေးလိမ့်မယ်မင်းကဖြည့်ရှင်ပေးလိမ့်မယ်ဆိုတဲ့စိတ်မျိုးနဲ့သူကအနောက်ကနေအာရေသာခိုးပြီးလိုက်လာတာမျိုးပြောလို့ရတယ်ကွယ် comfort zone ထဲမှာပဲနေခဲ့တာမထွက်ခဲ့တာပေါ့နော်အခုတယောက်တည်း ်ရှိနေပြီဆိုတဲ့အချိန်မှာမှမင်းရဲ့ဒီလိုမျိုးပံ့ပိုးပြီးတော့အရာရာကိုစစ်စနစ်တကြသူ့အတွက်အပုံဖော်ပေးခဲ့တဲ့လမ်းနေအသူ့အတွက်တိဆောက်ပေးခဲ့တဲ့ဒီကိစ္စရက်ဒီအားလုံးကိုသူဒီအချိန်မှာကျေးဇူးတင်ပြီးတော့တတိယနေရဲဆိုတာမျိုးကိုတွေ့ရတယ်ဒါသူ reflection ပြန်လုပ်နေတာပေါ့เนาะမင်းနဲ့သူနဲ့ရဲ့ဒီဆက်ဆံရေးအကြောင်းကိုပြန်ပြီးတော့တုံ့တက်နေတယ်အတိတ်က မင်းနဲ့ပတ်သက်ပြီးတော့ဒီ relationship နဲ့ပတ်သက်ပြီးတော့ဘယ်လိုရွေးချယ်မှုတွေလုပ်ခဲ့တယ်ဘယ်လိုမှားယွင်းတဲ့ကိစ္စမျိုးတွေကို तू အာရွေးချယ်မိခဲ့တယ်ဒီအချိန်မှာအာအဲ့ဒီမတူညီတဲ့နီလန်းကိုပြန်ပြီးတော့ရွေးချယ်လို့ရခဲ့မယ်ဆိုရင် तू မတူညီတဲ့ရွေးချယ်မှုတွေကိုပြန်ရွေးချယ်ပြီးတော့မင်းနဲ့အတူတူရှေ့ဆက်ချင်တယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါက AC ရဲ့လက်ရှိ current situation ပါရှင်လက်ရှိအခြေအနေကြောင့်ကတော့ အစ်စ်အစ်စ်တွေကိုအတင်ယူရင်းနဲ့သူ့ရဲ့မပြတ်သားမှုတွေကနေရုံထွက်ဖို့စ조사ရင်းနဲ့မင်းကိုတတိယနေပါတယ်မင်းကိုလွမ်းနေပါတယ်နောက်တစ်ခေါက်လောက်မင်းနဲ့ပြန်ပြီးတော့ date ချင်တယ်နောက်တစ်ခေါက်လောက်ပြန်ပြီးတော့တွေ့ချင်သေးတယ်ဒီတစ်ခေါက်တွေ့ရင်တော့ငါတို့တွေအာ healing လုပ်လုပ်ပြီးမှပဲတွေ့ကြမယ်ပေါ့နော်မင်းမှလည်းသူပေးခဲ့တဲ့ဒဏ်ရာတွေရှိသလိုမျိုးသူ့မှလည်းမင်းပေးခဲ့တဲ့ဒဏ်ရာတွေရှိတယ်ဒါကြောင့်မို့လို့ဒီဒဏ်ရာတွေကိုငါတို့အရင်ဆုံးကုစားကြမယ် toxic ဖြစ်တဲ့ addiction ဖြစ်တဲ့ abuse ဖြစ်တဲ့ဆိုတဲ့ relationship ပုံစံမျိုးမဟုတ်ဖဲနဲ့ဒီတစ်ခေါက်တော့ healthy ဖြစ်တဲ့ relation ပုံစံမျိုးလေးနဲ့ငါတို့တွေပြန်တွေ့ကြမယ်လို့သူကမျိုးပြောချင်နေတယ်လက်ရှိမှာမင်းရှိကနေပြီးတော့ဖုန်း call တွေစောင့်နေတယ် message တွေစောင့်စောင့်နေတယ်မင်းနဲ့တူတူစကားတွေပြောချင်တယ်ဒါပေမဲ့လည်းဒီအချိန်ထိသူနာကျင်နေရဒုံပဲမင်းနဲ့ break up လုပ်ခဲ့ရတဲ့အပေါ်မှာသူအသားကျမနေသေးဘူးဝမ်းနေပြီးတော့ပြင်းမှန်းနေရသေးတယ်ဒါကြောင့်မို့လို့သူကုစားဖို့အချိန်ယူအောင်မယ်ဒါကြောင့်မို့လို့ ဟိုဘလောက်ပဲလွမ်းနေပါစေပြန်တော့စုဆက်တွေလာအောင်မဟုတ်ဘူးပေါ့เนาะ shadow work တွေပြန်လုပ်ရင်းနဲ့သူ့ကိုယ်သူပြန်ပြီးတော့ကုစားပါအောင်မယ်ဆိုပြီးတော့ပြောနေပါတယ်ရှင်ဆိုတော့ဒါက genuine and collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလည်းတော့ energy ကြီးနေမှာမဟုတ်ပါဘူးရှင်ဒီလိုမျိုး personal reading လေးဝယ်ခြင်းလေဆိုရင်တော့ဒီ video လေးကို screenshot ရိုက်ခဲ့ပါပညာရေးကတော့3000 3000ကျပ်ကြာတင်ပါမယ်ရှင်ကိုယ့်ရဲ့ Telegram မှာ booking လေးလာယူလို့ရပါမယ်เนาะအာဒီလို free reading လေးတွေကိုအမြဲတမ်းလက်ခံရရှိခြင်းလေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel Facebook နဲ့ TikTok အဒီ social media လေးတွေကို like and subscribe လုပ်လုပ်ထားလို့ရပါတယ် comment ပေးတဲ့သူအားလုံးကိုလည်းကို like ဖတ်ပါတယ်ကျေးဇူးများကြီးလည်းတင်ပါ ါတယ်ရှင်ဆိုတော့အတန်လေးကိုတော့ဒီကံပေးကြပါနှာခေါင်းတန်လေးပါနေတယ်ကိုလည်းမကောင်းဖြစ်နေလို့ပေါ့နော်အာဆိုတော့ see you နောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်နော်အော်ဆိုတော့ hello hi ဆိုရင်ကိုကရှိနေပြီးသား already package တွေကိုပို့ပေးလိုက်မှာပေါ့နော်ဒီ reading လေးတိုင်းလက်ခံရရှိခြင်းလည်းဆိုရင်တော့ဒါလေးကို screenshot ယူလာခဲ့ပေးပါပညာကြီးက3000 3000ပဲကြာတင်ပါမယ်ရှင်တတ်တာ